ဒီကနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ15ရက်ကနေ21ရက်နေ့အတောတွင်းမှာကောင်းသောပြောင်းလဲဖြစ်တည်မှုနဲ့တိုးတက်မှုတွေရှိတယ်။ငွေကြေးကိစ္စအဆင်ပြေမယ်၊လုပ်ငန်းကိစ္စအဆင်ပြေမယ်၊ကာလရှည်ကြာစိုင်းငံ့ထားတဲ့လုပ်တွေကိုလည်းပြန်လည်စတင်နိုင်တယ်။ပုံမှန်မဟုတ်တဲ့ငွေဝင်ခြင်းနဲ့လက်ပွင့်ခြင်းကိုကြုံတွေ့နိုင်တဲ့ကာလတစ်ခုဖြစ်တယ်။ ဗီဒီမီးကျင်တဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကို အသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုတိုင်ကိုကြလူတွေ့လာမီးတဲ့အတွေ့အကြုံမျိုးရရှိအောင်စူးစမ်းပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းသင်ပြပါမယ်။ဆန်ငါးရက်နေ့ဟာထူးခြားတဲ့ကံပွင့်တဲ့နေ့တစ်ခုဖြစ်သလိုမတော်တဆထိကံပွင့်အနေနဲ့ယူဆရမယ်။နေ့တစ်ခုဖြစ်တဲ့ အသွားလာနေတဲ့ယူဆရမယ်အနောက်ရက်ကိုဒီသွားစရာနေရာရှိတတ်တယ်နေတန်တိုင်းခွဲနေညနေ3နာရီတွင်သွားလာယူဆရမယ်16ရက်နေ့ကတော့အလုံးစုံကောင်းခြင်းနဲ့ဆင်ပြေခြင်းခံနေပြန်နေပေါ်ထွန်းလာပြီးတော့ရည်မှန်းချက်အောင်မြင်မယ်ဒါပေမဲ့ယံနဲ့မနာလိုသူတွေကြားရတဲ့ဖြစ်သန့်ရတဲ့18ရက်နေ့မှာငွေကြေးကံကောင်းခြင်းလက်ပွင့်ခြင်းလူပြည့်စုံခြင်းနဲ့ရပိုင်ခွင့်တွေပြန်နေတောင်းဆိုရရှိနိုင်တယ်16ရက်နေ့မှာငွေကြေးဥစ္စာဖွံ့ဖြိုးခြင်း လက်ပွင့်ခြင်း၊ကံပွင့်ခြင်းအလိုရှိရာပြည့်စုံခြင်းနဲ့ရှိမယ်။19ရက်နေ့မှာအပြိုင်ဆိုင်အားလုံးကိုကြော်ပြီးမိမိဘဝတိုးတက်မှုနဲ့အလိုဆန္ဒရှိသည့်တို့ကိုလောကန်တိုင်းခြင်းကိုကြုံမယ်။20ရက်နေ့မှာရန်တိုက်ခံနေရှိမယ်။ပြီးမှအလိုပြည့်စုံမယ်။လက်ပွင့်ခြင်း၊ကံပွင့်ခြင်းနဲ့ရှိမယ်။21ရက်နေ့မှာစာရွက်စာတမ်းငွေကြေးလက်ပြောင်းလက်တွဲသတိထားမယ်။ငွေကြေးပေးယူညံ့အငင်းပွားစရာတွေရှိတဲ့အဲ့ဒီနေ့မှာမတော်တဆနဲ့ကူးဆက်မယ်။ တောင်ရက်ကိုတည်သွားစရာနေရှိတတ်တယ်နေ့၁၂နိုင်နဲ့၁၀နိုင်ခွဲတွင်အသွာလာနေထိုင်ကိုကျူးဆိုင်ရမှာဖြစ်ပါတယ်တနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေတောက်ချာနေ့မွေးသူများကြောင့်စိန်အောင်ရှေဖြစ်တတ်တယ်အနေ့ရောင်ပြာရင်ရောင်မိခိုးရောင်တို့ကိုသုံးမှာရှစ်လေးကိုကနန်းတွေကိုအချိုးပေးတဲ့ကနန်းတွေဖြစ်သုံးဆွဲနိုင်ပါတယ်အိမ်နီးပါးမှာရှိတဲ့ဘုန်းတော်ကြီးကျောင်းမှာဆံလူဒါနပြုပေးပါ ကျေးဇူးတင်ပါတယ်